ကတော့ခုနှစ်နှစ်ပြည့်ပြီပေါ့နော်ကုမ္ပဏီခုနှစ်နှစ်ပြည့်ပြီ TikTok challenge လေးပေါ့နော်ကလေးတွေလည်းပျော်ပျော်ပါပါအာ TikTok မှာလည်းအများကြီးပဲအခုပေါ့နော်မြန်မာမိန်းကလေးတွေရောဒါပျော်ပျော်ပါပါလေးဆော့နေရတွေ့ရတွေ့အမအနေနဲ့ဒါလေးကိုလည်းစိတ်ဝင်စားတယ်အမတို့အသက်အရွယ်မှာ TikTok တိတ်မဆော့ဖြစ်ပေမဲ့အာတိုးတက်လာတဲ့ခုနှစ်အညီပေါ့နော်ကလေးတွေဒါကိုလည်းအမအမြင်တော့မြောက်ပေးတဲ့သဘောပေါ့နော်အမအတွက်လည်းဒါအမှတ်တရလည်းဖြစ်အောင်လို့ဆိုပြီးတော့အာ TikTok challenge လေးကိုပိုင်နေတိုင်မြင်ပြီးတော့မှအမတို့ဒီဟာလေးလုပ်ဖြစ်တာပါအဓိကတော့7 year anniversary လေးကိုလည်းအမတို့အမှတ်တရ 去记录吧。啊 ဟုတ်အမရဲ့နာမည်ကတော့ဒေါ်မီတချန်တော့ဖြစ်ပါတယ်။အမက Rai Romantic Construction ရဲ့ Founder and CEO တယောက်ဖြစ်ပါတယ်။ဒီကတော့အမတို့ဒီ9နှစ်တာကာလပတ်လုံးရည်တည်နိုင်နေရာခိုင်မာတဲ့စိတ်ဓာတ်နဲ့ quality ကိုဘယ်တော့မှမလျှော့ဘူး။အလုပ်ကိုတိတိကျကျနဲ့ဆွမ်းဆက်တမန်ဆောင်ရွက်ခဲ့လို့အမယုံကြည်ပါတယ်။လုပ်ငန်းနဲ့ပတ်သက်ရင်အမတို့အသေးစိတ်ကအစားပေါ့ဘယ်လုပ်ငန်းတေးတည်ကြည့်တည်မဆိုအမတို့ကထူးထူးခက်ခဲလေးပေါ့နော်ပို့ပြီးတော့ပြောမယ်ဆိုတော့ဘေးရန်တော့အမတို့တိဆောက်နေရတကယ်တော့အမတို့တာဝန်ယူပြီးတော့တာဝန်ခံပြီးတော့ တိတိကျကျနဲ့အမတို့လေးလေးနဲ့နဲ့နဲ့အဲ့ပေါ်တေးတီကြည့်တည်မှုအမတို့တေးချာချာလေးဆောင်ရွက်ခဲ့လို့ဒါအမတို့အခုလိုမျိုး quality အပြည့်ရက်တည်နိုင်ခဲ့တာဖြစ်ပါတယ်အမတို့ဒီခုနှစ်နှစ်တာရက်တည်တဲ့ကာလမှာအမတို့ covid ကာလတွေရင်ဆိုင်ခဲ့ရတယ်အခုလိုမျိုးငလျင်ပေးတဘာဝဘေးအန္တရာယ်တို့အမတို့ရင်ဆိုင်ခဲ့ရတယ်အဲ့တော့ covid ကာလမှာလည်းအမတို့က လုပ်ငန်းကိုအမားတို့ရပ်နားခဲ့ခြင်းလုံးဝအလင်းမရှိခဲ့ပါဘူးပစ္စည်းတွေပို့ရတာတဲရတာကျမကြီးတွေအခက်အခဲရှိနေတဲ့ဂျာတွေကအမားတို့မဆုံမနစ်တဲ့ဇွဲလုံးလားနဲ့အမားတို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်တက်ခွန်ဟာအပြည့်နဲ့အမားတို့တိဆောက်ခဲ့လို့ဒါလှူဆောင်ခဲ့လို့ဒါအမားတို့ဒီလိုမျိုးအောင်မြင်မှုကိုရည်တည်နိုင်ခဲ့တာပါ စိန်ခေါ်မှုကတော့လုပ်ငန်းတိုင်းမှာစိန်ခေါ်မှုကိုရင်ဆိုင်ကြတာကြီးပဲဖြစ်ပါတယ်။အမတို့မှမဟုတ်ပါဘူး။အကုန်လုံးကလုပ်ငန်းတိုင်းမှာစိန်ခေါ်မှုတွေကိုစီရှိကြပါတယ်။အဲ့တော့စိန်ခေါ်မှုအနေနဲ့ customer နဲ့ပတ်သက်တဲ့အမတို့က customer ရဲ့လုပ်ငန်းတွေကိုစောင့်ရတာဖြစ်တဲ့အတွက် customer satisfaction ကိုအမတို့အထူးကူးဆိုင်ပြီးတော့မှ customer ဖြစ်ချင်တဲ့ဆန္ဒကိုအမတို့ဘလို့ပဲကြော်ဖြတ်ရကြော်ဖြတ်ရပေါ့နော်။ customer အတွက်သာအမတို့အဓိကထားပြီးတော့ customer ကိုအလေးပေးပြီးစောင့်ရခဲ့တယ်လို့ပဲပြောရပါမယ်။အဲ back of the stage မှာလုပ်ငန်းတိုင်းရဲ့ back of the stage မှာ တော့အများကြီးစိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ် လုပ်ငန်းစီအမတို့ဒီ construction လုပ်ငန်းဖြစ်တဲ့အတွက်အဲတဲတွေအုပ်တွေကြောက်တွေအစပြီးတော့ပါအမတို့ဒီလို decoration လှပ်ပါတဲ့ material တွေပေါ့နော်ဒီလိုမျိုးအထိ PC အိတ်ဆွဲပြီးတော့တက်တဲ့အထိနေထိုင်ရတာဖြစ်တဲ့အတွက်အမတို့အတွက်တောင်းဝါတော့အများကြီးကြီးပါတယ်အမတို့လိုချင်တဲ့ material တွေလိုအပ်တဲ့အချိန်မှာရရှိဖို့လည်းအမတို့အတွက်အထူးပဲအဲဒါတွေဟာစ조사ရုံးကန်ရတဲ့စိန်ခေါ်မှုတရက်လို့လည်းပြောချင်ပါတယ်အော် CEO တယောက်အနေနဲ့ကတော့လုပ်ငန်းပေါ်မှာအထူးပဲတောင်းဝန်ရှိပါတယ်ဒါပေမဲ့ CEO ဒီကိုယ့်ရဲ့လက်အောက်ငယ်သားအဆင့်ဆင့်ပေါ့ ါเนาะကိုနဲ့တွက်ဖက်လုံဆိုင်မှုနဲ့ engineer တွေအစစ်အစင်ကိုအမားတို့ကဒါတာဝန်အစစ်အစင်ခွဲဝေပြီးတော့မှအမားတို့ team work နဲ့အမားတို့လုပ်ပါတယ်အဲ CEO တယောက်အနေနဲ့ company မှာတော့တာဝန်ကြီးဆုံးဖြစ်တဲ့အတွက်အဲအဆအဆအရာရာလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာကိုအမားတို့ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်ပါတယ် အခုလိုမျိုးပေါ့နော်အမတို့ဒီငလျင်ကာလတွေကြော်ဖြတ်လာတဲ့တဘာဝဘေးအန္တရာယ်တွေစိန်ခေါ်မှုတွေဆိုတာလည်းအမတို့ဒီ construction လောကမှာရှိလာပါဗါတယ်အဲ့တော့တဘာဝဘေးအန္တရာယ်တွေရှိခဲ့သည်ဖြစ်စေမကြုံခဲ့သည်ဖြစ်စေအမတို့ engineering point of view အနေနဲ့အမတို့ engineer တွေအနေနဲ့ကငလျင်ဒဏ်ကိုအရင်ကထည့်ပြီးစဉ်းစားပါဗါတယ်အမတို့ ဝင်းလုတ်တွေလည်းထက်တွက်ခဲ့ရပါတယ်အခုဆို seismic design တွေလည်းအမတို့နဲ့တေချာအပြည့်အစုံစဉ်းစားပြီးတော့ဆောင်ရွက်ကြပါတယ်ဒါကြောင့်မလို့အမတို့ဒီ customer ကိုအမြင်ပိုင်းလက်ယုံနေမကဘူးအမတို့ဒီခိုင်မာတဲ့အဆောက်အဦတွေအဲယုံကြည်ချက်ပြည့်ဝအဆောက်အဦတွေအမတို့ဒါနှစ်တရာတက်တန်းရှိတဲ့အဆောက်အဦတွေဖြစ်ပေါ်လာဖို့အတွက်ကိုအမတို့အနေနဲ့ကြကြနန်းနန်း အသေးစိတ်တိကျတဲ့ structure design တွေပေါ်မှာမူတည်ပြီးတော့အမားတို့ဓာတ်တွေကိုစီမံအုပ်ချုပ်ကွက်ပြီးတော့အစဉ်စဉ်တာဝန်တွေခွဲဝေပြီးတော့အမားတို့ team work နဲ့ဆောင်ရွက်ရပါတယ်ဒါ labor တွေရဲ့ workmanship အင်အားလည်းအမားတို့အတွက်သိကိုအရေးကြီးပါတယ်အမားတို့ professional တွေကျွမ်းကျင်တဲ့ labor တွေဖြစ်ဖို့လည်းအမားတို့ကဒါ labor တွေကိုအမြဲတမ်းပဲအမားတို့ training တွေပေးရပါတယ်အမားတို့အမြဲတမ်းပဲ benefit ဆိုရင်အမားတို့ဒါ briefing တွေပေးရပါတယ်ဒီလိုမျိုးအဆက်အစအရာရအမားတို့ safety မှသည်အမားတို့ဒီအဆောက်အဦတွေကိုတိုးတက်ကောင်းမွန် ်နဲ့ဒီ customer လက်ထက်ကိုအနိုင်တဲ့အထိကိုအမတို့ဒါအဆအဆအရာရာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ customer လက်ထက်ကိုအပီးတိတိုင်အောင်အမားတို့ကဒါ after sale service အနေနဲ့ maintain တဲ့ကာလအထိတာဝန်ယူရတာဖြစ်တဲ့အတွက်အမားတို့ team ကဒါတာဝန်အပြည့်တော့လုပ်ရတဲ့ team တစ်ရက်ဖြစ်ပါတယ်။ buyer attitude မှာသူကဆယ်လီလေ။ဒါဆယ်လီဆိုအမားနဲ့လည်းခင်နေပေါ့နော်။အရင်တည်းကအမားတို့ခင်မင်ကြတယ်ပေါ့ဒီတိုင်းမိတ်ဆွေဆိုတော့ buyer ကိုလည်းအမားကုမ္ပဏီမှာအမြဲတမ်းလေးအဲဒီလိုမျိုးစကားပြောဖြစ်တယ်။ပိုင်ရလည်းအမြဲတမ်းအမားတို့အတွက်ဆိုစင်သစ်ရှိနေတယ်။အဲပိုင်နဲ့လည်းအတူတူလှူဖြစ်တယ်။ပိုင်ရဆေးရုံနေမှာလေလှူ ူတဲ့အမအလည်းအမအဖေအတွက်ကိုအမအမြဲတမ်းရည်စုကုသူလေးတွေလုပ်ဖြစ်တယ်လာစက်လာတိုင်းလေးအဲ့တွဲပိုင်တဲ့အမတို့ညောင်စကားဆက်ရင်းနဲ့ပိုင်ရေးအမကတော့ခုနှစ်နှစ်ပြည့်ပြီပေါ့နော်ကုမ္ပဏီခုနှစ်နှစ်ပြည့်ပြီ TikTok challenge လေးပေါ့နော်ကလေးတွေလည်းပျော်ပျော်ပါပါ TikTok မှာလည်းအများကြီးပဲအခုပေါ့နော်မြန်မာမိန်းကလေးတွေရောဒါပျော်ပျော်ပါပါလေးဆော့နေရတွေ့ရတွေ့အမအနေနဲ့ဒါလေးကိုလည်းစိတ်ဝင်စားတယ်အမတို့အသက်အရွယ်မှာ TikTok တိတ်မဆော့ဖြစ်ပေမဲ့တိုးတက်လာတဲ့ခုနှစ်အညီပေါ့နော်ကလေးတွေဒါကိုလည်းအမအမြင်တော့မြောက်ပေးတဲ့သဘောပေါ့နော်အမအတွက်လည်းဒါအမ တ်တရလည်းဖြစ်အောင်လို့ဆိုပြီးတော့ TikTok channel လေးကိုပိုင်နေတိုင်နေပြီးတော့မှအမားတို့ဒီဟာလေးလုပ်ဖြစ်တာပါအဓိကတော့ 7year anniversary လေးကိုလည်းအမားတို့အမတ်တရဖြစ်ချက်လို့ပါ Right your romantic come now be to me right your soul is safe to you ရဟောခင်လာတော့ကြပြီလေเนาะအဲ့ဒီခါမြင်တာအမရဲ့ဒီ Royal Romantic Construction ကိုလေကိုကဟိုဘလူခေါ်မယ်ဆိုတော့တက်တော့စော့ပေးထားတယ်ပြောကျွန်내ဟာလေးလည်းရိုက်ပေးထားတယ်ဒါပေမဲ့အမရဲ့တင်းဆောင်လေးပေါ့เนาะအဲ့ဒီတင်းဆောင်လေးကိုအဲတက်တော့စော့မယ်စော့ပြီးတော့အဲ့ဒီမှာသူကအမားနေပြီးတော့ပထမစုကိုအဲ၅သိန်း၅သိန်းဒုတိယစုကို၃သိန်းတတိယစုကို၂သိန်း အဲနှစ်သိန်းစုဝါကြတော့သုံးစုတသိန်းတသိန်းတသိန်းပေါ့နော်အဲအမရဲ့ကြီးအာစီပေါ့နော်ဟိုတစ်တော့ဒဲမှာဝင်ဆော့မှာတစ်တော့အကောင့်ထဲမှာဝင်ဆော့ရမှာအဲဘာနေလဲမှာဆော့ရမှာမဟုတ်ဘူးအဲအမရဲ့ဟာရဲ့ဝင်ဆော့မှာအဲ့ဒီကနေပြီးတော့ view အများဆုံးလူကိုအမကရွေးပြီးတော့အဲဒါလေသူကစုပေးမှာ ဲ့မဲ့စောတဲ့နေရာမှာကွာအဆင်ပြေသလိုစောလို့ရတယ်ဒါပေမဲ့ဟိုရင်ကြီးကြီးလေးဖြစ်ဖို့လိုတာပေါ့နော်သိရမလားအဲ့လိုမျိုးလုံးလုံးချုံလေးနဲ့ဆိုရင်တော့ပိုပြီးအဆင်ပြေတိုက်တဲ့နေရာမှာစောအိမ်မှာပဲစောလို့ရတယ်အဲကိုယ့်ကိုပြင်မှာလဲစောလို့ရတယ်ချိန်သလိုစောပြီးတော့အဲ့ဒါကိုဟိုအမကပြောရမယ်ဆိုရင်သူ့ရဲ့7 year ပေါ့ anniversary LDR 7 year right romantic ကိုဆက်ရှိရဲ့7 year anniversary ပါသူကအမှန်တော့ဟိုပါပေါ့အမတရားဖြစ်စေခြင်းလို့ digital လို့ဆိုတာဒီ right romantic ကိုဆက်ရှိရဲ့ TikTok အကောင့်ထဲမှာပိုင်စင်ဟာဆော့ထားပါတယ်ပိုင်စင်ဆော့ထားတဲ့နေရာလေးကိုဒီလိုလေးနှိပ်လိုက်ပြီးတော့မှဒီမှာဆိုတော့ you sound ဆိုတာလေးရှိပါတယ်အဲ့ထဲမှာဝင်ဆော့ပြီးတော့မှ Rhythmic Question မှာတင်လိုက်လို့ရပါတယ်အဲ့ပြီးတော့ तू ကကြတော့လေအဲဒီ sound ကကြတော့ဟို10မိနစ်စာရှိတယ်ဒါပေမဲ့ဟို30စက္ကန့်လောက်ပဲဆော့ 30စက္ကန့်နဲ့ပို့ပြီးတော့ဆော့လို့လည်းရတယ်ဒါပေမဲ့30စက္ကန့်လောက်ဟိုဆော့ရင်လည်းအကျုံးဝင်တယ်နော်ပြီးတော့ဒီအကိုရီမားကြီးလည်းဝင်ပြီးဆော့ကြပါမဟုတ်သူကဒီတစ်ချက်ကတော့အတွဲအတွဲဆော့တာပေါ့နော်အတွဲဆော့တာကြတော့ထစ်သူရှိရင်လည်းအဲလည်းတွဲပြီးဆော့ဒါပေမဲ့စုရရင်တော့တယောက်တည်းပေးမှာနော်ကိုယ့်ဘက်ကိုခွဲယူကြပါနော်အဲယောက်ျားလေးတယောက်တည်းဆိုရင်ယောက်ျားလေးကိုယ့်ဘက်ကိုတယောက်တည်းဆော့မိန်းကလေးတယောက်တည်းဆိုရင်မိန်းကလေးတယောက်တည်းဆော့ကိုယ့်ဘက်ကိုတယောက်တည်းဆင်ငယ်ဖြစ်နေရဆိုရင်ပေါ့တယောက်တည်းပေါ့ဘက်ဘက်နေရဆိုရင်ကိုယ့်ဘက်ကိုတယောက်တည်းပဲဆော့လိုက်ပါအဲတကယ်လို့နှစ်ယောက်ရှိရဆိုရင်နှစ်ယောက်ဆော့ခြင်းလည်းဆော့ဒါပေမဲ့နှစ်ယောက်မှာစုရွာခဲ့ တယ်ဆိုရင်တော့တယောက်စာပဲပြီးမှာနော်ငါးသိန်းပဲပြီးမှာအဲ့မှာကိုယ့်ဘက်ကနှစ်သိန်းခွဲနှစ်သိန်းခွဲခွဲယူကြပါကွယ်နော်ပြီးတော့အမတ်တရဒီ trophy လေးလည်းပေးမှာပါအမတို့အနေနဲ့တကြနနလေးလောက်ဆောင်ပေးမှာပါအမတ်တရလည်းဒီအမြင်ပထမဝင်းသားရသွားတဲ့သူလည်းအမတို့နောက်ပိုင်းမှာပိုက်ပိုက်နဲ့သူအမြင်တဲ့ TikTok မှာအဲပါဝင်ပြီးတော့အမလှုပ်လို့ရတဲ့အခွင့်အရေးလေးလည်းရှိသွားမှာဖြစ်ပါတယ် TikTok မှာတင်ထားကလေးကစု TikTok မှာလည်းတင်ထားတယ် Facebook အမားတို့အကောင့်မှာလည်းတင်ထားပါတယ်အိုက်ဒီယာစပြီး announce လုပ်ထားတာပါအခု media ကြီးတွေရဲ့အရှိမတခါထပ်ပြီးတော့မှဖိတ်ခေါ်တာပါရှင်ဟုတ်ဒါပေမဲ့အဲ့တင်ဆောင်သချင်းလေးကိုကိုအောင်ထက်နေမှ Irene စင်မှာမြန်ဆိုထားတာဟုတ်ကဲ့ပါတင်ဆောင်ကိုဆရာမြင့်မိုးအောင်က ရေးဖွဲ့ပြီးတော့မှာကိုအောင်ထက်နဲ့အဲမအိုင်ရင်းစမမြင်းတို့နှစ်ယောက်ကတိဆိုပြီးတော့သူတို့နှစ်ယောက်စလုံးကကိုယ်တိုင်တည်ုပ်ဆောင်ထားပါတယ်။အမတို့ Rhyme Romantic Construction ရဲ့မော်တူလေးတွေကတော့ Daydream Trust RRC ဆိုတဲ့အညီအမတို့ဒီ construction နဲ့ပတ်သက်တဲ့အစားအုပ်နဲ့ပတ်သက်တဲ့အရာကိုရဲရဲပဲအိမ်မက်တွေမှတ်ပြီးတော့အကောင့်ထဲပို့လိုက်ပါ။အိမ်မက်မှတ်ပြီးတော့အကောင့်ထဲပို့မယ်ဆိုရင်အမတို့ရှိတော့အမြဲတမ်းဆက်သွယ်လို့ရအောင်လို့အမတို့မြောက်တကုံမှာလည်းရှိုးလို့ရင်းတိဆောက်ထားပါတယ်။လာရောက်ကြည့်ရှုပြီးတော့မှကိုယ့်ရဲ့အိမ်မက်တွေစီကိုအကောင့်ထဲပို့ကြစို့နော်။ Rhyme Romantic Construction ကိုဆက်သွယ်ခြင်း င်နေဆိုလို့ရှိရင်တော့အာဒီ Google Map ကနေလည်း RRC showroom လို့ရိုက်ထည့်လို့ရသလို646 A စောင်းရံပိုင်လမ်း29ရပ်ကွယ်မြောက်တခုမှာလည်းလူကိုယ်တိုင်လာရောက်တွေ့ဆုံလို့လည်းမင်းမြန်လို့လည်းရပါတယ်အမတို့ team ကအမြဲတမ်းအဲလိုအပ်တာမှန်သမျှကို ရှင်းပြပြီးတော့မှအသေးစိတ်အဲအကုန်လုံးကိုပေါ်တော့လိုအပ် က်လို့အမားတို့လိုက်လံကြည့်ရှုပြီးတော့ residents မှဒီအမားတို့အဆောက်အဦမှာပေါ့နော်ကိုတိုင်းကိုကြပေါ့နော်အိတ်ဆဲပြီးတော့တက်လာပြီးတော့နေထိုင်လို့ရသည့်အထိကိုတာဝန်ယူပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။